ငပိမင်းပြောတော့စကန်းတစ်ခုစုစင်ချင်းစင်သေးတွေနဲ့အပြည့်ပဲစုအခုကဘယ်ရောက်ကုန်ကြတာလဲကွတကောင်းမှလည်းမရှိဘူးသူတို့မြင်လိုက်ရတာကအပြည့်စည်းတွေများပြီးစင်တကောင်းမှမရှိတော့ဘူးအခုဖြစ်နေရဲ့စင်စကန်းကိုပါတဲမှာတော့ပိုတူရိုကစစ်စကန်ရှိအောင်ထွက်လာကြတယ်ပိုတူရိုတတွေကားနောက်တဲမှာ ငပိန်ကိုစင်စကန်းနဲ့ပတ်သက်ပြီးတော့မင်းနေကြရင်ဟေ့ဟာငပိန်စင်စကန်းမှာဘာရှိရတာလဲကွာဟေ့တော့ပေါ့စင်စကန်းမှာဆိုမှစင်ရှိမှာပေါ့ဟာမိဝိုင်းရလေငါမေးချင်တာအဲ့တဘောမဟုတ်ဘူးလေဟာအရင်တပတ်ကမှစင်စကန်းကိုရှောက်ဘူးတဲ့ငပိန်ကစင်စကန်းမှာစင်အကြီးကြီးတွေရောစင်တဲတဲလေးတွေရောအများကြီးရှိရဲ့ကွာစင်တဲတဲလေးတွေဆိုဥရစရာလေးကြီးကွာတိလားစင်တွေက အကုန်ရှင်နေကြီးပဲလားကွာမောင်ငပိရှင်နာဘောကွာမင်းရလေအကြီးကြီးတွေရော အသေးလေးတွေရော အကုန်လုံးရှင်နေငါဆိုလေရှင်သေးသေးလေးတကောင်တော့တက်စီးခဲ့သေးရဲ့ကွာငပိအဲ့လိုပြောနေရနေဘိုးတူတို့တတွေလေးစင်စကန်းကိုမြေမြရောက်ချင်စိတ်တွေတပွားပွားနဲ့ပေါနေရော်နေမရောက်သေးဘူးလားကွာငါရှင်လေးတွေကိုမြင်ကျင်လာပြီကွာအဝေးလိုသေးရလေကွာမင်းရလေအနည်းဆုံးတနင်္လာနေ့နှစ်နိုင်လောက်တော့မင်းကားစီအောင်မှာပဲကွာ အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုကားပေပေါက်တန်နေတူကားကလည်းလမ်းဘေးကိုထိုးရက်သွားတော့လေကားနောက်မှာပါလာရေးပို့ထုလို့လေလန့်သွားပြီးတော့မိဝိုင်းကအမလီဘာဖြစ်တာလဲကအတန်ကျိန်ကြီးပဲကားမင်းပေါက်တာတင်းနေမြုံငါမေးလိုက်အောင်မေးအဲ့လိုပြောပြီးတော့ကားရှိအောင်ဦးမောင်ယူကိုနှမ်းမိလိုက်တယ်ဦးဦးမောင်ကားကဘာဖြစ်တာလဲဗျဦးလေးလည်းမသိဘူးရှင်းကြည့်မှသိမှာပဲငါပဲရဲ့ အဲ့လိုပြောတာနဲ့ဘိုတူတို့တတူနဲ့မောင်ယူလေးကားပေါ်ကနေဆင်းလိုက်ကြတယ်။အိမ်တော်မှာကားမင်းတကူပေါက်နေတာတွေ့လိုက်တော့ဦးမောင်ယူကဟာဟုတ်သားပဲကားမင်းပေါက်တာပဲအဲ့ဒါမှပြဿနာပဲဘင်းပိုလည်းမယူလာခဲ့ရအောင်ဦးမောင်ယူအဲ့လိုပြောတာနဲ့ငပိန်ကဒါဆိုဘလို့လို့မလဲဦးဝီမောင်ယူ့ဦးလေးလည်းမသိဘူးဒါဆိုငါတို့ စင်စကန်းကိုသွားလို့မရတော့ဘူးပေါ့နော်ဟုတ်လားကားပြတ်သွားပြီဆိုတော့လေအဲ့ဒီရဲ့ဂျင်းဖိုးသူကကုံကားတစီသူတို့ဘက်လာနေတာတွေ့လိုက်တော့ဥမော်ယဟိုမှာကုံကားတစီလာနေရဲ့ဗျဟိုရက်ကင်မီလမ်းကြုံလိုက်လို့ရမလားမေးကြည့်ပါလားဗျာအေးအေးဦးလေးတားပြီးတော့မေးကြည့်မယ်နော်ဥမော်ယူလေလာနေတဲ့ကုန်တင်ကားကိုလှန်တားလိုက်ပြီကုန်တင်ကားလေးရက်ပေးလိုက်ပြီးကားဒရိုက်ဘာကညီလေးတို့ဘာဖြစ်လို့လဲ ။ကျွန်တော်တို့ဆင်စကန်းကိုသွားကြင်လို့ဗျ။အဲ့ဒါလမ်းကြုံလိုက်ခဲ့လို့ရမလား။ကျွန်တော်ကလည်းမြင်တဲ့အတိုင်းဘိန်းပေါက်သွားလို့ဗျ။ဘိန်းပေါ်ကလည်းမပါခဲ့ဘူး။ဟိုလိုက်မဲ့သူကတော့ကျွန်တော်တို့လေးယောက်တည်းပါ။ကားစီကလည်းငပိန်တို့လေးယောက်ကိုကြည့်လိုက်တယ်။အင်းဆင်စကန်းလား။လမ်းကတော့ကြုံပါလေ။ကဲပါအနောက်ကကုန်းဒီပေါ်မှာတက်ထိုင်လိုက်ကြနော်။ဖြစ်တယ်မလား။ဥကြီးမောင်ဒါဆိုကျွန်တော်သွားနေပြီနော်။ကားပြင်ပြီးမှအနောက်ကနေဖြည်းဖြည်းစစ်စစ်တာလိုက်ခဲ့တော့ဗျ။ စင်စကန်းမှာစုံကြတာပေါ့အဲ့လိုပြောပြီးပို့ထုလို့လေကုန်နီကားပေါ်ကိုတက်လိုက်ကြတယ်အဲ့နောက်တော့တို့ဘုံကဦးမောင်ကြီးသွားပြီနော်တတမောင်ရိုးကတော့ခေါင်းတကုတ်ကုတ်နဲ့လက်ပြရင်ကြိုင်းနေခဲ့တော့လေကားပေါ်ရောက်တော့ပို့ထုတို့အဖွင့်နေတူရှင်လေးဆိုရင်မိကလေးတယောက်ပါရှိနေခဲ့တာပါအဲ့ဒီမိကလေးကပို့ထုတို့ကို မင်းတို့ကဘာဖြစ်တာလဲကားကဘိန်းပေါက်တာမမရဲ့ညီမလေးတို့လေးယောက်ကစင်စကန်းသွားကြမလို့လीအဲ့ဒါထွက်လာရင်နဲ့လမ်းမှာဘိန်းပေါက်သွားတာဟမ်စင်စကန်းဟုတ်လားညီမလေးတို့စင်စကန်းတဲ့ရင်မကြမိကြအောင်လားဘာဖြစ်လို့လဲမမညီမလေးတို့တော့မကြမိဘူးတခုခုဖြစ်လို့လားစင်စကန်းကိုအခုပိတ်လိုက်ပြီတဲ့မကြကြအောင်လားဟိုစင်နေကောင်းမှမရှိတော့ဘူးတဲ့ရှင်လေးစကားကြောင့်ဖိုးတို့တို့တွေအံ့ဩသွားကြတယ် ဟုတ်ရလားမမရဲ့တရင်မှာဖြစ်နေအောင်မင်းနော်ဟမ်တရင်မမဟုတ်ဘူးမောင်လေးရဲ့လွန်ခဲ့တဲ့နှစ်ရက်ကပဲစင်စကန်းကိုပိတ်လိုက်တာဟုတ်ပါမလားဗျာဘလို့ဖြစ်လို့ပိတ်လိုက်ရရတယ်လေစင်နေတောင်းချမ်းလို့တဲ့အခု မောင်လေးတို့လို့ခီးသွားလေးလာရင်လာတဲ့လူတွေဆိုစင်ချောင်းဒဏ်ရာရှာလိုက်တဲ့သူတွေမနေဘူးနော်တရင်မှာမတွေ့ကြဘူးလားမဖြစ်နိုင်တော့မမရာကျွန်တော်ရင်တစ်ဘက်ကမှရှောက်တာရာစင်တွေကရမ်းလီမာတာဗျအင်းမ ဲ့လိုဆိုလဲသွားကြည့်လိုက်ကြပေါ့အဲ့ဒီရဲ့ချင်းရုတ်တရက်ကားကိုရှက်လိုက်တယ်အရက်ရှိတဲ့ငပင်ကရှေ့ကိုကြည့်လိုက်တော့စင်းတဲ့ကောင်ကားရှိမှပိတ်ရနေတာကိုတွေ့လိုက်ရှာတယ်ငပင်ကလည်းစင်းကိုတွေ့ရတယ်စင်းဟာစင်းစင်းခုမကားရှိမှကားရှိမှဟငပင်ပြောတာနဲ့ကိုထူးတို့လည်းကားရှိကိုလှမ်းကြည့်လိုက်ကြတယ်အေးဟဟုတ်တယ်စင်းဟစင်းကဘလို့ဖြစ်လို့လမ်းမပေါ်ရောက်နေရလဲ အဲ့လိုပြောနေတော့စင်ကတော်ရည်ပြင်းဝင်သွားတာကိုအားလုံးမြင်လိုက်ကြတယ်တော်ရည်ဝင်သွားတာဟာကြည့်ရတာငါတို့စင်စခန်းနဲ့နီးလာပြီချင်းနေဒါကြောင့်လမ်းနေမှာရောစင်နေတွေ့နေရတာအေးဟာဟုတ်တယ်ဒါဆိုစင်စခန်းမပြတ်တော့ပါဘူးကွာဒီလိုနဲ့တနိုင်လောက်ကြောင်ကားစီပြီးကားဆရာကကားကိုရပ်လိုက်ပြီးတော့ကဲခလေးတွေမင်းတို့သွားကြည့်နေစင်စခန်းဆိုတာကတော့ရောက်ပြီကွာ ဒီလမ်းထဲကိုနည်းနည်းဆက်လျှောက်ရလိမ့်မှာဦးလေးအဲ့ဒီထီတော့လိုင်းမပို့တော့ဘူးနော်ဦးလေးလည်းခီးဆက်ရအောင်ပါဆိုတော့ရတယ်ရတယ်ဦးလေးဒီလောက်စီကိုကျွန်တော်တို့သွားတက်တယ်ကြီးစုပါပြီဗျာမမညီမကြီးတို့သွားပြီနော်အဲ့ဒီလိုနဲ့သူတို့အလုံးကားပေါ်ကဆင်းလိုက်ကြပြီကားကလည်းဆက်ထွက်သွားတော့တယ်ကားထွက်သွားတဲ့ဒီပိုင်းနဲ့ပို့တူတို့တတွေလေး ကာနမရဲ့တပတ်ကလမ်းလေးတွေကိုဝင်လာခဲ့ကြရင်ရှင်နာစို့ရောက်တော့မှလားငပင်ကအေးဟုတ်တယ်ရှင်နာနေနေရောက်ပြီနော်ရောက်ပြီဒလုံနဲ့သူတို့တတိကတ်တတ်တတ်ကလေးရှောက်လာကြရင်အိမ်နောက်တော့စင်စကန်းမှကျိုးစိုးပါတယ်ဆိုတဲ့စိုင်းမှုရှိကိုရောက်လာကြရင်လာကြလာကြမင်းတို့ကိုငါအခြေသုံးစင်လေးအာနုံးနဲ့မိဆက်ပေးမင်းလာကြရင်ငပင်လဲပြောပြောဆူဆူနေ ရှေ့ကနေဦးဆောင်ဝင်သွားတယ်။ပိုတူတို့တတူလေးအနောက်ကနေလိုက်တော်ကြတယ်။ဒါမဲ့လေတဲကိုရောက်တော့သူတို့အားလုံးမြင်လိုက်ရတဲ့နေကွင်းကြောင့်အမောမပြေတဲ့ပြင်အမောမှစုတ်သွားကြတယ်။ဒါဒါဘလို့ဖြစ်ရလဲဟ။ဘာဖြစ်တာလဲ။စင်စင်နေတော့မှမရှိပါလား။ငပိတ်မင်းပြောတော့စကန်းတစ်ခုစုစင်ချင်းစင်သေးရည်နဲ့အပြည့်ပဲစုအခုကဘေးကကုန်ကြရလေကွတကောင်းမှလည်းမရှိဘူး တို့မြင်လိုက်ရတာကအပြက်စီးတွေများပြီးစင်ကောင်းမှမရှိတော့ဘူးအခုဖြစ်နေရဲ့စင်စကန်းကိုပါဒါဆိုကားပေါ်မှာတွေ့ခဲ့တဲ့မမပြောတာမှန်တာပေါ့စင်စကန်းပြတ်သွားပြီဆိုတာလေဟမ်လုံခဲ့တဲ့တပတ်ကမှအကုန်ကောင်းနေရှိတာပါကွာကိုနေရာဒီမှာစင်နေအပြစ်ပဲကွာတသားရပဲအခုကြဘလို့ဖြစ်ပြီးအကုန်ဆက်ကြဲပဲဒီဖြစ်ကုန်တာမလေးအဲ့ဒီရဲ့ချင်းဘူတူဟာစင်စကန်းရဲ့အိမ်တိမ်မှာလူတယောက်ကိုတွေ့တာနေ ဟဲ့အောင်ငါပေးဟိုအိမ်ထဲမှာလူရှိတယ်ကွာငါတို့အဲ့ဒီကိုသွားပြီးမေးကြည့်အောင်သူတကခုခုတော့တိလောက်မေးတင်နေဘို့သူအဲ့လိုပြောတာနဲ့ငပိန်လေအဲ့လိုရှိတဲ့အင်စီကိုဖတ်သွားတော့လေဘို့သူတို့တတွင်လေငပိန်နောက်ကနေလိုက်သွားကြတယ်ငပိန်ကအဖို့အနာရောက်တော့ဘလို့ဖြစ်ရလဲဘာကြီးစင်စကန်းကတပတ်အတွင်းမှာဘလို့ဖြစ်ပြီးတော့တလောက်ကြီးတိပျက်စီးသွားရတာလေဗျငပိန်စကားကြောင့်စင်စကန်းအဆောင်ဘာကြီးဟာ ဖြစ်ပျက်တွေဟာတိတ်ကိုမြန်ဆန်လွန်းနေကြဒီလိုနဲ့စစ်စကံဒီလိုပျက်စီးသွားတဲ့အကြောင်းရင်းကိုစပြီးတော့ပြောပြတော်တယ်နေ့တနေ့မှာတော့စစ်စကံကပုံမှန်ရက်တည်းအတိုင်းလက်ပတ်နေခဲ့တယ်စင်လာကြီးကြတဲ့သူတွေအစာလာကြီးကြတဲ့သူတွေနဲ့စီကားနေခဲ့တာပါတိုင်းမင်းလေးသူစန်းနာကတော့စင်နီကပုံမှန်ရက်တွေလို့မဟုတ်ပေငြိမ်သက်နေခဲ့ကြတယ် လူတွေအစာကျွေးနေကြပြီမေသူတို့ဟာစားချင်စိမ်မဖြစ်ပေနဲ့တော့မကြည့်ကြပါဘူးဒါနဲ့အစာလာကျွေးနေရဲ့ကလေးလေးဟာမမေစင်းချို့တာတားကျွေးတာမစားချင်လို့လားမသိဘူးနော်တားဆောင်နဲ့တော့မကြည့်ဘူးချို့တာလေးကဘိုက်ပြနေလို့နေမှာပေါ့ကွဟမ်အဲ့ဒီအချိန်မှာရုပ်ရည်ရဆိုတယ်လို့စင်စကန်းမှရှိတဲ့စင်ရင်နေအလုံးစင်ရိုင်းနေပုံစံပြောင်းသွားပြီးတော့လူတွေကိုရန်စရှာနေတယ် မမေမမေစင်းချိုသာစင်းချိုသာဘာဖြစ်တာလဲမသိဘူးအဲ့လိုပြောနေတော့လူတွေအားလုံးဖက်ပြီးကြားရတယ်လို့စင်းနေရန်ကြောင့်လေလူတွေတိကြိုက်ကုန်တော့လေတာမီနှစ်ယောက်လေးပြင်းကြီးနဲ့ကြော်နေလို့အမိဖြစ်သူကခြေောက်ခိုက်သွားလို့လေတယောက်တော့ကျမသားလေးကိုဘေးလိုရခေါ်သွားပေးကြမှာဦးရှင်။ကျမကျမမထနိုင်တော့လို့ပါ။စကန်းဆောင်အဖိုးကလေတာမီဖြစ်ပျက်ကိုမြင်တော့ ကလေးကိုပွေ့ချင်ပြီးထွက်ပြေးသွားတော့တယ်။ဖိုဒူရိုတတွင်လည်းအဖိုးကိုပြောပြတဲ့အကြောင်းကိုစိတ်ဝင်တစားနားထောင်နေကြတယ်။အဲ့ဒီသားမီရောအစီမေသွားလိုက်။ကလေးပြေရောက်လာပြီးပြန်ခေါ်သွားကြတာပေါ့။ကလေးမီကတော့ခြေထောက်တော်တော်လေးကိုထိသွားတယ်။ဘာကြီးစင်နီကဘလို့ဖြစ်ပြီးတော့ရုတ်တရက်ကြီးရိုင်းကုန်ရတာလေးဗျ။ဟမ်ဘာကြီးလဲတေချာတော့မသိသေးပါဘူးကွ။ငပိန်က အဖိုးကိုပြောနေရအနေရုတ်တရက်တကူကူကိုတတိယသွားတယ်။အာနုရောလာရင်ဘာကြီးအာနုရောစင်အန်းဖြစ်သွားလား။စင်အန်းလုံးဖြစ်သွားပါတယ်ဆိုနေမှအဲ့ဒီစင်နေရောဘယ်ဟိုထွက်သွားလဲရင်ဘာကြီးဖြစ်နိုင်တာကတော့တော်ရဲကိုပဲထွက်သွားနေမှာပေါ့။ဒါဆိုငါတို့လမ်းမှာတွေ့ခဲ့တဲ့စင်ကအဲ့ဒီစင်နေတရပဲဖြစ်ရမှာ။ဟမ်ဘာကြီးသူတို့ကဒီလိုစင်အန်းမဖြစ်ခင်ပြောင်းလဲသွားတာမျိုးရှိလား။ တကူကူပုံမှန်မဟုတ်တာမျိုးပေါ့အဖိုးကခဏစဉ်းစားလိုက်တယ်။အော်မှတ်မိပြီမှတ်မိပြီ။လွန်ခဲ့တဲ့ရက်ကအစာကျေးရဲ့လင်မယားနှစ်ယောက်ပြောမှုတာရှိရင်စင်နီဟာအစာသိပ်မစားကြတော့ဘူးလေ။အစာမစားရနဲ့ဘာဆိုင်လဲရင်ဘာကြီးသိပ်နားမလဲဘူး။ဟမ်သူတို့ပြောတာအစာတော့မစားကြပါမိ့။ရေကိုတော့အတော်တောက်တယ်လေ။အထူးဆန်းတာကသူတို့ကရေတွေနင်းငံတောက်ကြပါမိ့။အပေါ့လီတော့မသွားကြဘူးလေ။ အဲ့ဒါနဲ့ဆောင်းဝန်ခေါ်ပြလိုက်တယ်။ဒါမင်းတိကျတဲ့အပြေမရအောင်။အဲ့လိုရှူမပေါအလေးမသွားဖြစ်တာကြတော့အခုလိုကြီးဖြစ်တော်တာပဲ။ငပရားတော့တခုခုကိုအလေးနဲ့စဉ်းစားရင်းငါတို့ဆင်တွေထွက်သွားတယ်တော်ရေးစီကိုလိုက်ကြည့်ကြမှာ။တခုခုတော့သိရမယ်ထင်တာပဲ။အေးရတယ်လေ။သွားကြတာပေါ့။ဘာကြီးရောလိုက်ခဲ့ပါဗျ။တခုခုဆိုဘာကြီးရဆင်းနေကြအောင်ကျွန်တော်တို့ထပ်ပိုးသိတယ်ဆိုတော့ဟမ်အေးကွာအဲ့ဒါဆိုလေ သတိရိယထားပြီးတော့တွားကြည့်ကြတာပေါ့ဒီလုံနဲ့အားလုံးတူတူစင်နေထွက်သွားတဲ့တော်လေးကိုလိုက်သွားကြတယ်တော်လေးကိုရောက်တော့စင်ကလေးအာနုလဲကြနေအောင်တွေးလိုက်ရှာရင်ဟာဒါအာနုပဲကွအသက်ရှင်နေသေးရဲ့အာနုကိုစီကံပို့ရအောင်စီကံကဘလို့ပို့မှလဲကွငါတို့မှဒီစင်ကိုတင်ဖို့အတွက်ကားလည်းမရှိသလိုကားရှိရင်တော့ ဒီအစင်ကြီးကိုတောပြင်မှာရှောင်းအောင်သေးဖို့ဘာမှမရှိဘူး။ဟိုအိုးကြီးမောင်ကြီးဒီအချိန်ရောက်လာနိုင်နေရ။ဒါလိုလုပ်မယ်လေ။ငါနဲ့ဖိုးတို့ကအပြင်ကနေထွက်ဆောင်နေလိုက်ပြီ။တကယ်လို့အိုးကြီးမောင်ကြီးလာတာတွေ့ရင်အထက်ကိုခေါ်လာခဲ့ပြီးတော့ဒီစင်ကိုမားလို့ရမယ့်ပစ္စည်းတစ်ခုနဲ့မှပြီးကားပေါ်ကိုခေါ်တင်သွားကြတာပေါ့။အေးအေးအဲ့လိုပဲလုပ်ကြတာပေါ့။ဒါနဲ့မိဝိုင်းနဲ့ဖိုးတို့နှစ်ယောက်လည်းတောပြင်မှာကိုထွက်သွားကြရင်ဟဲ့အောင်အောင် ညလုံးမပိနဲ့ကြာလားငပိန်တယောက်ပြာရီခတ်နေရောလေအဲ့ဒီအချိန်မှာပဲဘိုဒူးနဲ့မိဝိုင်းတို့တူဥမောင်ယူနေတူတော်ရဲကိုပြောင်းဝင်လာကြတယ်ဟဲ့ငပိန်အာနုံးစင်နေရလားဒီမှာငါတို့ဥမောင်ယူခေါ်လာခဲ့ပြီကွာဟေးဟိုဒါဆိုလဲမြန်မြန်သွားရအောင်ကွာအာနုံးကိုဝိုင်းကိုမကြအောင်ဒီလိုနဲ့တို့တို့တူအာနုံးကိုဝိုင်းပြီးတော့မကြရင်ဒါမှမဟုတ်စင်ကောင်အားကိုသူတို့ကလေးတွေ ဘလို့မှမမနိုင်တာဆိုတော့ဖိုးသူကမရောမရောငါတို့အာနေမရောတကူလုံးမှဖြစ်မှာမင်းဟိုစကန်းနဲ့မှအဲ့လိုစင်တင်လို့ရတဲ့ great တော်ရှိလေဘာကြီးသွားရှာကြည့်လိုက်အောင်မေခဏလေးစောင့်ကြအောင်နော်အဲ့လိုပြောပြီးချက်ချင်းဆိုသလိုတော်ရီကနေပြန်ထွက်သွားတော့လေညောင်အာနုအာတင်နာနော်ငါမင်းကိုရအောင်ကဲမေခဏနေတော့အဖိုးကလည်းစင်တင်တွန်းလေးနဲ့အတူပြန်ရောက်လာတော့လေ ရမရမီကလေးတို့ဟိုကရင်မတွေ့ရနဲ့တွေ့တဲ့တွန်းလေးပဲယူလာလိုက်တယ်။သူ့ကိုဒီပေါ်တော့ဝိုင်းတင်မှရလိမ့်မှာ။ဒါနဲ့အာလုံးပေါင်းပြီးစင်ကိုတွန်းလေးပေါ်ဝိုင်းတင်လိုက်ကြပြီးတော့တောင်းပြင်မကိုခေါ်ထုတ်လာခဲ့တော့တယ်။အပြင်ရောက်တော့ငပိန်ကဘိုင်းဘိုင်းပါ တခါရင်လိုက်ခဲ့ပါဗျာဆီယံဝင်ကမိရမျက်နှာရှေ့လာရင်ဘိုင်းရှိနေမှပြမှာ ဘိုင်းလိုက်ခဲ့မယ်။အနီးနားကစင်စကန်းစင်းအောင်တစ်ခုခုမှပြလိုက်ကြတာပေါ့။ဒီလိုနဲ့သူတို့တတွေအနီးဆုံးကစင်စကန်းဆရာဝန်စီမှာပြဖို့အတွက်စီစဉ်ပြီးတော့ထွက်လာခဲ့ကြတယ်။စင်စကန်းကိုရောက်တော့ကြည့်ရတာမြိုင်းစပယ်စင်စကန်းကလာလာထင်းနေဟုတ်ရဲ့လား။ဟုတ်ပါတယ်ဗျာ။ကျွန်တော်ကအဲ့ဒီစကန်းကအဆောင်အဖိုးကြီးပါ။ကျွန်တော်တရင်တော်ကြတယ် အစကန်ကစီရင်နေအောင်စိတ်ယူပောက်ကုန်ကြရစို့။ဆရာဝန်ကအဖိုးကိုမိကုန်းနေမိမြန်လို့စကားတွေပြောနေကြတယ်။ငပင်ဟာဆရာလေပေါ်တာလေးကိုခဏထားပြီးကျွန်တော်စင်လေးကိုသာတေချာလေးကုပေးပါဦးမြ။အော်အေးပါအေးပါ။သူကငါ့ရဲ့တငယ်ချင်းကငါသူ့ကိုဂတိမတည်နိုင်တော့။ငါသူ့ကိုပေးခဲ့တဲ့ဂတိကိုငါဖျက်လိုက်မိပြီကွ။မင်းဟာအာနိုးနဲ့ဘာဂတိထားထားခဲ့လို့လဲ။ ငါစင်စခန်းကိုသွားခဲ့တဲ့နေ့ဟာပေါ့သူနဲ့ငါပထမဆုံးစတွေ့ခဲ့ကြတယ်ဒလုံနဲ့ငပိန်ကသူနဲ့စင်ကလေးအာနူကြမှာထားခဲ့တဲ့ဂရုကိုပြန်ပြီးတော့ပြောပြတော့တာယာနဲ့နေတနေ့မှာတော့ငပိန်တယောက်သူ့အဖေနဲ့တူစင်စကန်းကိုရှောင်းနေတယ်။စင်နေကိုကြည့်ပြီးငပိန်ကတော့သဘောတည်းကြာနေရောတာပါ။ဝါး ဆင်လေးတွေကချစ်စရာလေးနော်ဗျခန္ဓာကိုယ်ကကြီးပင်မယ်လေဟိုသူတို့ပြုမှုလေးတွေကကလေးလေးလိုပဲဗျတားတော့လေစင်နေကိုချစ်တယ်တားဟိုစင်နေကတားကိုကြည့်နေတယ်အဆောင်သွားကြည့်လိုက်အောင်လေသွားသွားအဲ့ဒါနေငယ်ပင်နေသူ့ကိုကြည့်နေရဲ့ဆင်လေးစီကိုရှောက်သွားတော့လေစင်နာကိုရှောက်တော့ငပင်ကဟေ့စင်ကလေးမင်းနာမည်ဘယ်လိုခေါ်တာလဲကွအဲ့ဒီရဲ့ချင်း စင်စကန်းဆောင်အဖိုးကိုရောက်လာတယ်။သူ့နာမည်ကအာနိုးတဲ့ကောင်းကြီးရဲ့။သူကလာသားလေးပဲရှိသေးတာ။အာနိုးတယ်လား။မိုက်တယ်။မင်းနဲ့ကတငယ်ချင်းလောက်ကြမယ်လီ။ဘလို့လဲအာနိုး။အာနိုးဆိုတဲ့စင်ကလေးကလေငပိန်ပြောတာကိုလက်ခံနေပုံစံနဲ့ပြတယ်။ငပိန်ကလေပြောသွားတယ်။ဂျေးငါမှစင်တငယ်ချင်းရပြီကွ။ဘာကြီး။တအားအာနိုးကိုစီးကြည့်လို့ရလာရင် အာနုကိုထိနေစင်တင်းရှိတယ်နင်းဘာကြီးသွားမိပြီမေအဲ့လိုပြောပြီးတော့ထွက်သွားတော့လေအဖိုးကစင်ထင်းကိုအာနုကိုစီးလို့ရမရသွားမိပြီဟိုကောင်လေးကအာနုကိုစီးကျင်လို့နေစင်ထင်းမရပါလေစီးခွင့်ပေးလိုက်ပါအာနုကြည့်ရတာအဲ့ဒီကောင်လေးကိုသဘောကျပုံရတယ်ဟိုနောက်ပြီးသူ့ပုံစံကြည့်ရတာလေဝိတ်လေတိတ်ပါမှမဟုတ်ပါဘူးပေမေညောင်ညောင်နဲ့အော်ဟုတ် ဒါနဲ့အဖိုးကလည်းငပိတ်စီကိုပြန်လာတယ်။ဟိုရတယ်စီးတဲ့မင်းတယောက်လည်းစီးတတ်ရဲ့လား။စီးတတ်ပါလေဗျ။ဟိုရောင်မဆိုလေကျွန်တော်ကနွားမြင်းစိတ်ကျွေးအကုန်ပတ်စီတာဗျ။စင်လောက်ကတော့အသာလေးဟုတ်တယ်မလားအာနုံ။ငပိတ်ပြောနေတော့အာနုံကသဘောပေါက်ပြီးကိုကိုဝင်လို့ငပိတ်ရောအပေါ်တက်ခိုင်းတော့လေ။အဖိုးကတော့ကြည့်ရတာအာနုံကမင်းကိုတော်တော်ခင်နေပုံရပြီ။ အဲ့လိုပြောပြီးတော့အဖိုးကကငပိန်တို့နားကနေထွက်သွားရောငပိန်လေးစင်ကလေးအာနို့ကိုစီးပြီးတော့စကန်နေမှာပတ်သွားနေရောငါမလေးတကယ်ချင်းသုံးယောက်ရှိရင်ကွတိလာအာနို့အခုမင်းမဆိုရင်တော့လေးယောက်ပေါ့ကွာငါတကယ်ချင်းနေရမင်းကိုမြင်အရန်သဘောကြကြမှာကွတိလာနောက်ပြီးတော့လေငါ့ဦးထဲမှာမင်းလိုအစားပုတ်တဲ့တကောင်လေးပါတယ်သူ့နဲ့မြင်တော့ပေါ့တဲ့ငပိန်လေးပေါ်သူတို့အကြောင်းလေး အာနုကိုပြောပြနေရောနီအဲ့ဒီအချိန်မှာပဲငပိအဖီကငပိတာပြညာစုံလေနေလဲစောင်းနေပြီဆိုတော့ဟုတ်ပြီအိမ်တော်တော့ငပိလည်းအာနုကိုစပြီးနှုတ်ဆက်ရတော့အာနုကြီးငါပြန်ရတော့မင်းကငါမင်းစီကိုနောက်တစ်ခေါက်ပြန်လာနေမှာနော်အဲ့ဒီခါကျရင်ငါတငယ်ချင်းညီကိုလည်းအတူခေါ်လာခဲ့မယ်လို့ကတိပေးတယ်မင်းကအောင်စောင့်နေနော်အဲ့လိုပြောပြီးတော့ ုပ်ပေနောက်ကိုလိုက်သွားတော့ရင်စင်ကလေးအနုံကတော့ငပိန်ထွက်သွားတာမျှော်ကြည့်ရင်စဉ်းရင်ခဲ့တော့တာပါအဲ့ဒါပါပဲကွာငါစင်ကလေးအနုံမင်းတို့နဲ့ပြန်လာခဲ့မယ်လို့ဂရုပေးခဲ့ပေမယ့်အဲ့ဒီဂရုကိုမတည်နိုင်ခဲ့ဘူးဆရာဝန်ကအနုံကိုစမ်းသပ်ပြီးနောက်အချိန်လေးကတော့စိုးစိုးပဲဗျာသူ့ဘိုက်ထဲမှာတန်ကောင်တွေအများကြီးရှိနေရပြီ။ကြာတန်ကောင်ဟုတ်လားဆရာ။ တန်ကောင်ဆိုတာကပ်ပားကောင်မင်းကလေးကပ်ပားတွေဆိုတာမင်းတို့လေစားထဲမှာတင်ရမှာပေါ့သူ့ဟာသူနေလို့မရလို့ခန္ဓာရှိရဲ့တရိတ်ဆန်တွေပေါ်မိခိုးပြီးတော့နေနေကြရတာလीဟုတ်အဲ့ဒါတော့ကျွန်တော်သိတယ်ဗျဒါဆိုဒီကပ်ပားတန်ကောင်ကစင်ကုန်မိခိုးပြီးစင်နဲ့အာဟာရတွေကို စားတော့နေရပေါ့ဟုတ်လားဗျအင်းဟုတ်တယ်အဲ့လိုပြောလို့ရတယ်ဒီကပ်ပားတွေကစင်တွေရဲ့အစာစားခြင်းစိတ်ကိုဟန့်ထားပြီးပြီး သူတို့အသက်ရှင်ပြီးမျိုးပွားလို့ရအောင်ရေကုန်ပဲအတိတ်ကအားပြုကြတယ်။ဟုတ်တယ်ဆရာ။သူတို့ဒီမတိုင်ခင်ကရေရမ်းတောက်ကြတယ်။အင်းဟုတ်တယ်။ရေထဲမှာတန်ကောင်တွေကမျိုးပွားစနစ်ကိုလှုပ်ကြတယ်။အဲဒီနောက်တော့စင်ရဲ့နှကောင်းတွေကနေပြန်ထွက်တယ်။အဲဒီမှာစင်တွေကသူတို့ပြန်ထွက်တဲ့အချိန်နှမောင်းကအဓိကနေရဆိုတော့ခုခံကြားရင်းကနေအခုလိုမျိုးဟိုရုပ်တရက်စင်အိုင်းလိုဖြစ်ကုန်ကြတော့တာပဲ။ဆံဝင်ရှင်းပြတော့မှဖိုးထူးတို့တက်တွင်လင်း စင်ရင်တွင်စင်ရိုင်းပြရတဲ့အကြောင်းနားလေသွားကြသည်။ဒါဆိုသူတို့ကလူတွေကိုတိုက်ခိုက်တာမဟုတ်ပေသူတို့နှမောင်းနေရတန်ကောင်းတွေကိုမောင်းထုတ်တာပေါ့နော်။ဟုတ်တယ်အဲ့ဒီသဘောပဲ။ဒီအကြောင်းကိုကျွန်တော်တို့တနေရာမှာထိုင်ပြီးတော့ဆွေးနွေးကြရအောင်။ဆရာအာနိုးကြည်နေကရောပြန်ကောင်းလာနိုင်လားဆရာ။တန်ချာစီးတော့မယ်ဆိုရင်ရော။ကဲပါဆရာအားလုံးရှင်းပြပြီမင်းလိုက်ခဲ့ကြ။အဲ့လိုပြောပြီးစေကန်ရှိကောင် ခုံထဲရစီကိုခေါ်သွားတယ်။ငပိန်းဦးကြီးမလိုက်တော့ဘူးနော်။ကားရီရပဲစောင့်တော့မယ်။ဟုတ်ဟုတ်။ဒီလိုနဲ့ငပိန်းတို့တွေကဆောင်ဝန်နောက်ကနေလိုက်သွားကြတယ်။ခုံထဲကိုရောက်တော့အားလုံးထိုင်လိုက်ကြတယ်။အာနုရဲ့ကိုယ်ထဲမှာတန်ကောင်တွေကအရမ်းများနေပြီးတော့သားပေါက်တဲ့အဆင့်တီကိုရောက်နေကြပြီ။အလာရီကိုတန်ကြစင်းနဲ့နှင်းနှင်းမယ်ဆိုရင်တော့တိရောက်မှုရှိမှမဟုတ်တော့။ဘာဖြစ်လို့ ။အာနုရဲ့ခန္ဓာကိုယ်လေးကိုတန်ကောင်တွေရောက်သွားရတာလေဗျ။ဟမ်။အင်းဒီတန်ကောင်တွေကခန္ဓာကိုယ်လေးကိုမတော်တဆဝင်သွားမျိုးမဟုတ်လားဘူး။ဘုသူတို့အာလုံးအံ့ဩသွားကြတယ်။ဘုသူတို့တတွေလည်းယောဂရင်းမြစ်ကိုရှားခတ်နေရောတယ်။အဲ့ဒီအချိန်မှာပဲအဖို့ဟိုစီကိုဖုန်းဝင်လာခဲ့တာပါဟယ်လိုဟိုညွတ်မာလို့ပါဘာကြီးကိုပြောစရာရှိလို့ပါ အော်အေးပြောလေဒီလိုပါဘာကြီး စင်နေရိုင်းသောအနေပတ်သက်ပြီးပြောပြခြင်းလို့လှက်ဆက်လိုက်တာပါပြောပါအဖိုးကဖုန်းကိုစမီကဖွင့်လိုက်တယ်စင်နေမြိုင်းငင်ရလေကျမကိုစင်နေရဆေးလုံးနေပြီးပြီးအားထုတ်စင်းလို့ပြောလို့အစာလေးကိုထည့်ကြေးခိုင်းပါတယ်အဲ့လိုနဲ့အကျိုးအကြောင်းကိုဆက်ရှင်းပြတယ်ဘာကြီးကျွန်တော်စင်နေငယ်မမရှိလေဆိုတာပြောပြပါလားဗျအေးဟိုဘက်ဘေးဆောင်အခန်းမင်း ငပိန်လည်းစင်တိန်နေတဲ့ကံကိုရှောက်သွားလိုက်သည်ခဏကြာတော့ငပိန်ကပြန်လာတယ်ကျွန်တော်တို့စင်တိန်ဟင်ကိုလိုက်မှဖြစ်တော်မူအဘိုးကျွန်တော်တို့လမ်းပြပေးပါငပိန်ကရှားလုံလူလူဘာလူလူဖြစ်နေတော့အားလုံးကလည်းရှိန်တာပေါ့ဆရာဝန်ကမကြောက်တော့မလိုက်တော့ဘူးနော်စင်လေးကိုနေကောင်းအောင်လို့ပြန်လုပ်ပေးရအောင်မေဒါပေါ့ဗျကျွန်တော်စင်လေးကိုနေကောင်းအောင်လို့ကြိုးစားပေးပါအောင်ဗျာ ေးအေးစိတ်ကြပါဒီလိုနဲ့အဖိုးတော်ဘိုးတူတော်အဖေကိုစင်တဲ့အိမ်ကိုခေါ်သွားလို့လေစင်တဲ့ရဲ့အိမ်ကိုရောက်တော့ဟေ့စင်တဲ့ဒါနဲ့စင်တဲ့ကအိမ်ထဲကနေထွက်လာရင်ကျွန်တော်စင်မထိန်တော့ဘူးဗျချမ်းသာနေပြီမကောင်းတဲ့နီလန်းနေပေါ့ဟုတ်လား မဟုတ်ပါဘူးဗျကောင်းပါလေဘာကောင်းပါလေလဲငါဆွဲထုတ်လိုက်ရခင်ဗျားအစာကျွေးတဲ့သူတွေကိုပေးတယ်စီတွေကအာတိုစင်မဟုတ်ဘူးတရားမဝင်ဝမ်းပိတ်စီတွေဒါကြောင့်စင်တွေကဝမ်းမဲ့သွားအစာမစားကြတော့ဘူးဝမ်းထဲမှာတန်ကောင်တွေပောက်သွားပြီးစင်တွေကိုရိုင်းစီတာဘူးဒီကလေးကဘာလားရှားလုံအောင်လို့လို့ဘာလို့လို့နေကျုပ်ကရှားလုံအောင်စကားကြီးကြည်တာဗျကျွန်တော်ဦးစင်စကမ်းမှနေတဲ့အခန်းထဲကစီးတွေကိုတေချာစစ်စီးခဲ့ပြီ အမေလူဝတာပင်လားဒါဆိုလို့လေစာကြိုးစာရင်ဆံဝင်ဖြစ်လောက်တယ်အဖိုကြီးပြောမနေပါနဲ့ဥကဘာလို့အဲ့လိုလုပ်ရတာလဲချမ်းသာခြင်းလို့ပေါ့ကွအဲ့ဒီစင်နေရိုင်းလာပြီးတော်ရဲကိုထွက်ပြေးအောင်လုပ်တယ်စင်နေတော်ရဲရောက်တော့စင်နေလိုချင်နေတဲ့လူတွေကစင်နေကိုဖမ်းခေါ်သွားတော့ကျုပ်ကတော့ထိုက်တဲ့အခချင်းကိုပေးတာပေါ့ဗျာရက်ဆက်လိုက်တာစင်ထိန်ရမိချမ်းသာခြင်းတော်တစ်ခုရင်းနဲ့ဒီစင်နေကိုလုပ်ရတယ်ကျုပ်ကစင်နေမဟုတ်တော့ဘူးဗျဘာလဲ ကျုပ်ကိုဖမ်းပါလားမရအောင်နော်ကျုပ်ကလူမိုက်တွေခေါ်ထားပြီးသားစိန်လိုက်ရင်ခင်ဗျားလူမိုက်တွေပတ်ပါလေဟေးလူမိုက်တွေထွက်ခဲ့စမ်းလူမိုက်နှစ်ယောက်ထွက်လာတယ်လူမိုက်တွေလို့သားပြောတာကြောက်ဖို့လည်းမကောင်းဟာငါတို့ကြောက်တယ်ဟာငပိန်ကရှေ့ထွက်လာရင်လူမိုက်နှစ်ယောက်ကိုတိုက်ခိုက်တယ်နောက်တော့ခတ်သက်သွက်ပြီးတယောက်ကိုဝိုင်းလက်သွင်းနဲ့အမောက်တိတ်လိုက်ပြီးတယောက်ကိုခြေကန်ခွန်းနဲ့အမောက်တိတ်လိုက်တယ်ကျုပ်ကျုပ် ကျုပ်ကိုတော့ချမ်းသာပြီပါဗျာခင်ဗျချမ်းသာနေပြီမလားလာလိုက်ခဲ့တက်ဆိုင်ရအောင်ခေါ်သွားမယ်ကျွန်တော်ထွက်ပြေးရင်ရောဩထွက်ပြေးရင်ဇလန်းရှိနေဦးမှာလာလိုက်ခဲ့တော့ဩဟုတ်ဟုတ်ဒီလိုနေဖိုးသူတို့အဖွဲ့လေးတရားခံစင်တင်းကိုတက်ဆိုင်ရကိုခေါ်သွားခဲ့ကြတော့